အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျထိုင်းမြန်မာနယ်စပ်ထိုင်းလိမ့်ပိုင်းနဲ့အတွင်းတို့ တန်ရဖြစ်ပွဲလေရင်တစ်စင်းဝင်ရောက်လာသဖြင့်ထိုင်းလီတက်က F16 တိုက်လေရင်နှစ်စင်းအရေးပေါ်ဆေးလို့ကင်းလှည့်ကြောင်းသိရပါတယ်။ထိုင်းမြန်မာနယ်စပ်ထိုင်းလီပိုင်နယ်အတွင်းသို့တန်ရဖြစ်ပွဲလေရင်တစ်စင်းဝင်ရောက်လာသဖြင့်ထိုင်းတော်ဝင်လေတပ်မှ F16 တိုက်လေရင်နှစ်စင်းအရေးပေါ်ဆေးလို့ပြီး3ဘေးကင်းလှည့်ပြန်တန်းကြောင်းထိုင်းတော်ဝင်လေတပ်နဲ့ထိုင်းသတင်းဌာနများကသတင်းထုတ်ပြန်ထားပါတယ်။မွန်လွဲ7နာရီ45မိနစ်ဝန်းကျင်အချိန်တန်ရဖြစ်ပွဲလေရင်တစ်စင်းထိုင်းလီပိုင်နယ်အတွင်းသို့ ဝင်ရောက်ပြန်လာသဖြင့်ထိုင်းလူတပ်ကထိုင်းမြန်မာနယ်စပ်ကန်ချပူရီတို့ F16 တိုက်လေယာဉ်20ကိုစေလွှတ်လိုက်ပြီးအင်ဂျင်ချင်းနိုင်ငံဘက်မှကျူးကျော်မလာစေရန်သတိပေးကင်းလှည့်ကြောင်းသိရှိရပါတယ်။ကန်ချနပူရီအခြေစိုက်ဒေသသတင်းများကမူထိုင်းလူတပ်၏လေယာဉ်20ပြန်လာကင်းလှည့်နေသည့်ဗီဒီယိုများကိုတင်ပြခဲ့ပါတယ်။ထိုင်းသတင်းဌာနတစ်ခုဖြစ်သော PPTV HD 36တခုကလည်းတန်ကြားဖြစ်ပေါ်လေယာဉ်20ထိုင်းလေပိုင်းနဲ့အရင်းတို့ဝင်ရောက်လာသည့်အတွက် ိုင်းလေတိုက် F16 တိုက်လေယာဉ်များကိုစစ်လက်ကြောင်းတရင်ဖော်ပြထားပါတယ်။ရေစကြိုနဲ့ဒေဂိုမြုံနယ်တွင်စစ်တပ်စစ်ကြောင်းနဲ့ဂိတ်စခန်းတို့ကိုတော်လှန်ရေးတပ်များကတိုက်ခိုက်ကြောင်းသိရပါတယ်။မကွေတိုင်းရေစကြိုမြို့ပေါ်ရှိရုံပေါင်းစုံအတွင်းတို့ချိတ်ကခဲယံများပို့ဆောင်ပြီးပြန်လာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရေစကြို PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။မေလ3ရက်ညနေ၄နာရီဝန်းကျင်က ရေချိုမြုံနယ်အခြေဆိုင်ခလာရ258တရင်မှာအင်အား90ခန့်ပါစစ်ကြောင်းသည်ရေချိုမြုံပေါ်ရှိရုံပေါင်းစုံအတွင်းသို့ရိတ်ခါခဲရံများပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်ရေချိုမြုံအတွက်တနေရာ၌ရေချိုမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ရေချိုမြုံအထွက်မှာပေါ့တရင်နဲ့တော့နည်းနည်းဝေးတယ်မြုံနယ်တော့နီးတယ်ဘရေဒါလေးလုံးတွဲတစ်ပွိုင်းနဲ့တိုက်ခိုက်ခဲ့တာမြောက်ကတော့တန်ရရတယ်လို့သတင်းရထားတယ်။တည်တယ်လို့တော့မကြားရသေးဘူး။ ရဲဘော်တွေတော့အားလုံး AC ပြန်ဆုတ်နိုင်ခဲ့ပါတယ်ဟုရေစိုး PDF တပ်ဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်ထို့သောမိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်သားနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားပြီးရင်းအချမ်းဖက်စစ်တပ်စစ်ကြောင်းမှခလာရ256တရင်နဲ့258တရင်အတွင်းတို့နှစ်ဖက်ခွဲ၍ဝင်ရောက်သွားကြောင်းသိရပါတယ်ထို့ပြင်ဘကိုးတိုင်း BKI တဲကုန်းမြုံနယ်စင်ကြီးဆွဲမြုံရှိစက်ပြိုးရေးစခန်းတွင်တပ်ဆွဲထားသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်း ဘီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3601တိုင်ရင်မှာအတောင်ရှိသူတူကပြောပါတယ်။မေလ9ရက်ည9:20မိနစ်ကတဲကုံမြို့နယ်စင်ကြီးဆွဲမြို့ရှိစက်ပြိုးစခန်းတွင်တပ်ဆွဲထားသောအချမ်းဘက်စစ်ကောင်းစီဂိတ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်းစီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးတေဆုံးအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုညာရင်းချင်းပြို့ပြက်တို့တဲဆောင်သွားကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြီးခရိုင်ပြည်သူ့ကာကွယ်တပ်မတော်36301တပ်ရင်တပ်ခွဲ9ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူများ၏ဖြင့်အချမ်းပဲစစ်ကောင်စီတပ်ကို လူအဖျင်၎င်းငွေအဖျင်၎င်းဆိုင်ငယ်ကားတော်ကို၎င်းကူညီထောက်ပံ့ခြင်းများမပြုလုပ်ကြပါရန်သတိပေးတိုက်တွန်းထားပါတယ်။အင်းတော်မျိုးဒင်းတပ်ပွဲတွင်လက်နက်ချအညံ့ခံသော တမ89တမမှုဘုံမှုချုပ်အောင်တဲ့ဦးနဲ့တုံပန်းများကစစ်တပ်၏တရားမဲ့မှုများအတွက်နှောင်တရဟုဝန်ခံပြီးမြို့တော်ထိုင်းရဲ့အတွက်တတ်နိုင်သမျှထဲဝင်ပြီးဟုဂရိပြုကြောင်းတည်ရပါတယ်။ဇဂိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲတွင်လက်နက်ချအញ្ញံခံသောတမ89တမမှုဘုံမှုချုပ်အောင်တဲ့ဦးနဲ့စစ်တုံပန်းများကစစ်တပ်၏တရားမဲ့မှုများအတွက်နှောင်တရဟုဖွင့်ဟဝန်ခံထားကြောင်းအမျိုးသားညီရဲဆိုရ NUG ကာကွယ်ဝင်ကြီး ဥယျမွန်ကထုတ်ဖော်ပြောဆိုပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်လေးနှစ်ပြည့်မင်ကွန်းတွင် NUG ကာကွယ်ဝင်ကြီးဥယျမွန်ကထုတ်ထုတ်ထည့်သွင်းပြောဆိုသွားကြောင်းသိရပါတယ်။အဲ့တော်မျိုးသိန်းတိုက်ပွဲသည်ရှစ်လကျော်ကြာဆင်နွှဲခဲ့ရသောပြည်သူ့ကာကွယ်တပ်မတော်၏တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြည်စဉ်ဆုံးဖြတ်ရသည့်ကာလများပါထည့်သွင်းတွက်ချက်ပြီးဆိုပါကတနစ်တင်းတင်းကြာခဲ့ကြောင်းအဲ့တော်တိုက်ပွဲတွင်လက်နက်ချအညံ့ခံခဲ့သောတမ89တမမှုနဲ့စစ်တုံးပန်းများမှာစစ်တပ်၏တရားမဲ့မှုများအတွက် နောင်တရာကြောင်းဖွင့်ဟဝန်ခံလာသည့်အပြင်တော်လာရေးအတွက်တက်နိုင်သည့်များကိုထည့်ဝင်ပါဝင်မည်ဆိုလာကြောင်းစစ်တပ်ဘက်မှတပ်မှုများတပ်သားများအနေဖြင့်အ мян ဆုံးအလင်းဝင်ကြရန်ဦးကျင်မုံကတိုက်တွန်းပြောဆိုလိုက်ပါတယ်အခုငါတို့လက်ထဲရောက်နေတဲ့တမခွန်စကွန်တမမှုပါဝင်တုံပန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝန်ခံကြတယ်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်ဖြူတော်လိုင်းမှာသူတို့တက်နိုင်တာထဲဝင်မယ်ဆိုတာကတိပြုကြတယ် စစ်ကောင်စီတပ်ထဲမှာကြမ်းရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့ဗီဒီယိုကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမှာရောက်နေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအ мян ဆုံးဆွတ်လွတ်ကြဖို့တက်တွန်းလိုပါတယ်ဒီလိုသာဆွတ်လွတ်လိုက်မယ်ဆိုရင်နိုင်ငံနဲ့ဗီဒီယိုလည်းညံ့ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရမယ်လို့ဂရီပေးလို့လည်းဟုဥယျာဉ်မောင်ကရှင်းပြပါတယ်အေဘလာရှိရဲ့နေအင်းတော်မြို့သိမ်းတိုက်ပွဲတွင်တက်မှတ်မှု89တက်မှတ်မှုဘုံမှုချုပ်အောင်တဲ့ဦးကိုအရှင်ဖန်းစီရရှိခဲ့ပါတယ်ဘုံမှုချုပ်အောင်တဲ့ဦးသည် စစ်တကတူအပတ်စဉ်52အကြောင်းစင်းဖြစ်ပြီးတက်မ89တက်မမှုအဖြစ်2024ခုနှစ်နှစ်ဆန်းပိုင်းတွင်မှစတင်တောင်းယူခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။၎င်း၏နောက်ထောင်ရာဇဝင်များကိုပြန်လည်လေ့လာကြည့်ရင်2021ခုနှစ်စစ်အာဏာသိမ်းစအချိန်ရန်ကုန်မှဇာနပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာတွင် အောင်တဲဦးကရန်ကုန်တိုင်းစစ်တမ်းသာချုပ်၏အမှတ်တဲ့စစ်ပြူဟာမှုဘုံမှုကြီးရဖြစ်ဖြစ်အမိတ်ပေးစေခိုင်းခဲ့သူဖြစ်ကြောင်းသိရပါတယ်။ဂျင်းနော် ရန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်၁စစ်ပြူဟာမူအဖြစ်မှာဂါယူရာတိုင်းစစ်ဌာနချုပ်ကော်တောင်းတပ်နယ်၏စစ်ပြူဟာမူအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းရင်းနောက်တပ်မ90ကွန်တပ်မမူဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်တပ်မ90ကွန်တပ်မမူဘုံမှုချုပ်အောင်တဲဦးတွင်ဇနီးဒေါ်တက်စုမြွယ်တွင်ဒါအကြီးဖြစ်သူ ပီရှာဦးဒါအငယ်အံပုံးဦးလို့ရှိကြောင်းသိရှိရပါသည်မြမအကြီးကကပအခင်းချင်းနဲ့ဆက်ဆက်လာပြီး စစ်ကောင်စီလူမဆန်မှုများကို အားပေးအားမြောက်လုပ်နေသည့်ကိုကျိုးရှာအမျက်ထုတ်သောပြည်ပနိုင်ငံတချို့ရှိလာဟု NUG ကဝန်ဝန်ကြီးကသတိပေးလိုက်ပါတယ်။မျိုးတော်လာရေးတခုလုံးအနေဖြင့်ရေရှည်တောက်ခံနိုင်မှုကြောင့်အံပွဲရရှိခဲ့သောအင်းတော်မျိုးသင်းတပ်ဘက်ကိုနမူနာယူကြရလိုအပ်ကြောင်းလည်းပြောပါတယ်။မြမအရေးကကမ္ဘာအခင်းကျင်းနဲ့ဆက်ဆက်လာပြီးစစ်ကောင်စီလူမဆန်မှုများကိုအားပေးအားမြောက်လုပ်နေသည့်ကိုကျိုးရှာအမျက်ထုတ်သောပြည်ပနိုင်ငံတချို့ရှိလာနေကြ။အမျိုးသားညီရဲအစိုးရ NUG ကဝန်ဝန်ကြီး ်ဦးရင်မောင်ကတတိပေးလိုက်ပါတယ်ပြီးတော့ကာဝေးတံတော်လေးနှစ်ပြည့်မင်းကွန်းတွင်၎င်းကအထက်ပါတိုင်းတတိပေးပြောဆိုသွားခြင်းဖြစ်ပါတယ်စစ်ကောင်စီအနေဖြင့်ငလင်ကြီးလှုပ်ခတ်ခြင်းတွင်ပြည်သူအပေါ်စည်နာမဲ့မှုစွမ်းဆောင်ရည်မဲ့မှုနဲ့အင်အားထိနေမှုများမဖုံးနိုင်မဖြစ်နိုင်ပေါ်လာကြောင်းသူအာဏာချုပ်ကိုဖုံးကွယ်ရန်ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများလိုလာနေကြောင်းတို့ချင်းစစ်ကောင်စီလူမဆန်မှုများကို အားပေးအမြောက်ပြုလုပ်နေသော ကိုကျိုးရှာအမျက်ထုတ်ပြည်ပနိုင်ငံတို့ရှိလာကြောင်း၎င်းကပြောပါရယ် အခုဆိုရင်မြမအရေးဟာကမ္ဘာအခင်းကျင်းနဲ့လဲဆက်ဆက်လာတယ်။ဗီဒီယိုရဲ့စာနာသဘောထားကိုလစ်လူရှူပြီးမြမဗီဒီယိုပေါ်ဩဇာလွှမ်းဖို့ကိုတို့စီးပွားအမျက်ထုတ်ဖို့ကြံရွယ်ချက်နဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ဒီပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်း 3D ထားရမယ်။ PDF တက်မလို့ဖို့တော့ကိုလန်းချောင်းကိုမရွက်မဆောင်အားကောင်းမောင်းတန်ချီတက်ကြဖို့ပဲဖြစ်လိမ့်မယ်။အင်းတော်တိုက်ပွဲကိုပြန်ကြည့်ရင်တောက်ခောင်းနိုင်စွမ်းကအဆုံးဖြတ်ဖြစ်ခဲ့တယ်။ PDF ရဲ့ဘော်တူချင်းအနေနဲ့လည်းစိတ်ရှိဖို့ဇွဲကောင်းမှုဘလို့ခက်ခဲပြုံးကြုံပစီကြံ့ကြံ့ခံပြတ်သားမှုလိုအပ်တယ်ဟုဥရှင်မောင်ကဆိုပါတယ်လက်ရှိ new ဒေါ်လာရင်းအနေဖြင့်အင်းတော်မျိုးသိန်းတက်ပွဲကိုနမူနာယူကြရမည်ဖြစ်ကြောင်းအင်းတော်မျိုးသိန်းတက်ပွဲတွင်တောက်ခံဝင်စွမ်းရှိတော်သူကအနိုင်ရရှိသည်ကိုတည်ပြပြခဲ့ကြောင်းအင်းတော်မျိုးသိန်းတက်ပွဲသည်တိုက်ပွဲကာလနှင့်ပြင်းစင်ချိန်အပါဝင်တစ်နှစ်ကြာမြင့်ခဲ့ကြောင်း PDF တပ်များအနေဖြင့်ပြင်းပြင်းစုမှုမှု ပြည်သူလူထုပါဝင်မှုနှင့်ရေရှည်တောက်ခံနိုင်စွမ်းတို့ကြောင့်အင်းတော်မျိုးကို သိမ်းပိုင်နိုင်ခဲ့ကြောင်းနယူတော်နိုင်တစ်ခုလုံးအတွက်အင်းတော်မျိုးတိမ့်တဲ့ပွဲကနမူနာကောင်းတစ်ခုဖြစ်ကြောင်းသူကဆက်ပြောပါတယ်။အင်းတော်အောင်ပွဲဤသူတော်နိုင်တစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့အတောက်ခံနိုင်စွမ်းကပဲအဆုံးဖြတ်ပေးလိမ့်မယ်။ငါတို့မှာမုံမြတ်တဲ့ရည်မှန်းချက်ရှိတယ်။ငါတို့မှာကုန်းတို့နှလုံးနဲ့ထောက်ခံပါဝင်တဲ့တော်နိုင်ပြည်သူတွေရှိတယ်။ငါတို့မှာနိုင်ငံအနှံ့တပ်ဖြတ်နေရာယူထားတဲ့တော်နိုင်ရဲဘော်တွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ကိုဆက်လက်မြှင့်တင်ကြရမယ်။ငါတို့ရဲ့ရုပ်ရွတ်ထုပစ္စည်းလိုအပ်ချက်တွေကိုနှီးမျိုးစုံနဲ့ဖြည့်ဆည်းကြရမယ်။ PDF တမတော်နဲ့မဟာမိတ်တွေပိုချစ်ကြီးပိုစီလုံးပိုဟာချက်ညီကြီးတနင်္ဂနွေလုံးအတိုင်းတာနဲ့မဟာဗျူဟာမြောက်တိုက်ပွဲဝင်ကြရင်အဆုံးသက်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရေလုံးဖြစ်လိမ့်မယ်လို့ယုံကြည်တယ်ဟုဥယျာဉ်မောင်ကပြောပါတယ်ဗီဒူကာဝဲတမတော်ဒီစတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ယခုခါတရင်ပေါင်း400နီးပါးရှိလာပြီးတနင်္ဂနွေလုံးနီးပါးတွင်တပ်ဖြန့်ထားကြောင်းသိရပါသည်